ေဝတီလူမှုရေးဖြစ်ကြချက်ကြောင့်တနင်္ဂနွေလုံးဝပြည်သည်အောင်အောင်ခဲ့ကြရပြန်ပါပြီနော်ယေဝတီလူမှုရေးတရင်ကတော့အခုချိန်မှာဖုံထနေရပဲအထူးသဖြင့်တော့ယေဝတီလူမှုဟာသူ့ယောက်ျားနဲ့တော့အဆင်မပြေတာမကြားသေးဘူးအခုစင်ကာပူမှာရောင်းငွေရဲ့တော့ဗိုလ်ချုပ်မှုကြီးဟောင်းဖြစ်တဲ့တန်းရွှေရည်မြေးဖြစ်တဲ့အချစ်ဆုံးမြေးဖြစ်တဲ့ဂူလာပြည်ကောင်းကြီးရွှေတွေးအောင်နဲ့ရှောက်တယ်ပြီးတော့ခေစင်ပေးမှုတွေကလပ်မှာအတူတူကဲမှုတွေလှုပ်ဆောင်ခဲ့ကြအောင် တတိယဗီဒီယိုဖိုင်တွေတည်းတကွာအွန်လိုင်းပေါ်မှာပြန်တက်လာတာဖြစ်တဲ့အတွက်နိုင်ငံလုံးကလည်းအောင်းအောင်းနေခဲ့ကြပြီလို့ဖြစ်ပါတယ်။ရေရှူတွေ့အောင်နေနော်ယိုးဒီလီမိုရဲ့နောက်ချောင်းကိုကျွန်တော်ပြန်လှန်ကြည့်မိဆိုရင်အင်းတို့ကသူတို့ညောင်းဟာခုပြေဖူးပါတယ်နော်ဘယ်လိုမျိုးယိုးဒီလီမိုငငယ်ရွယ်ရွယ်လေးနဲ့နော်ရေရှူတွေ့အောင်နေခုပြေခဲ့ဘူးရဖြစ်ပြီးတော့အဲ့ဒီကိစ္စတကယ်မဟုတ်ချောင်းကိုလူမှုကိုယ်တိုင်ကအင်တာဗျူးမှာဖြေချခဲ့ရဖူးပါတယ်နော် အခုတော့ယုံဒီလူမျိုးတွေဟာကြောင်းသွားတဲ့ရင်နဲ့အခုလက်ရှိသူယောက်ျားနဲ့မှားမိရကနေကိုရသွားခဲ့ပြီးတော့သားလေးကိုလေဝေးပွားခဲ့တာပဲဖြစ်ပါတယ်။နောက်ပိုင်းမှာတို့တို့ညောင်းဝါလုံးဝလုံးဝကိုအင်းထောင်ကြီးအဆင်မပြေဖြစ်ခဲ့ပြီးတော့အခုချိန်မှာဆိုတော့ဖြစ်ဝါရှင်ခဲ့ပြီဆိုပြီးတော့တော့တရင်တွေကတော့တက်လာနေပါပြီ။ဒီလိုအချိန်မှာပြီးယုံဒီလူမျိုးဟာသူယောက်ျားနဲ့အဆင်မပြေတာတော့မချသေးဘူး။အခုလိုမျိုးရောင်းနေကြီးရဲ့ထိတ်တဲ့တတိယတယောက်ဖြစ်တဲ့နောက်ဘုဇမူကြီးဟောင်းရဲ့ညီလေးဖြစ်တဲ့ နေရွှေတင်းအောင်နဲ့ဖောက်ပြန်မှုတွေလှုံ့ဆော်နေရဖြစ်တဲ့အတွက်တတိုင်းကလုံးဝတော့ဆဲဆိုနေကြတဲ့အချိန်မှာရိုးရီလူမိုကလူတိုင်းမှာရွေးချယ်권ရှိတယ်ဆိုပြီးတင်လိုက်တာကြောင့်တတိုင်းကလုံးဝတော့ရိုးရီလူမိုနဲ့နေရွှေတင်းအောင်နဲ့တွဲနေတာတေချာသွားပြီဖြစ်ပြီးတော့ရိုးရီလူမိုကသပင်လဲလို့သပင်ထူဖို့လှုံ့ဆော်နေပြီဖြစ်ကြောင်းလေးတေချာသွားခဲ့ပြီလေဖြစ်ပါရယ်ဗျာ